င်္ဂလာပါခင်ဗျာဆ ्याम ောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း63ပြိုင်ဘက်ကို အမြဲတမ်းကြော်တက်နီးအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ယခုပေါ်ပြမိနီးကိုမှန်းဆပုံဖော်နီးဟုခေါ်သည်အင်းဤကိုဘယ်စည်းဝါးရေးလုပ်ငန်းတွင်မဆိုအတုံးချလျင် မိတ်ဆွေသည်ပြိုင်ဘက်ကိုအမြဲတမ်းကြော်တက်ပြီးရှည်တန်းတွင် အမြဲတမ်းရှိနေနိုင်လိမ့်မည်။ဤနီးကိုတဦးချင်းပုပ်ကိုရေးကိစ္စတွင်လည်းအသုံးပြုနိုင်သည်။စီဝါရေးလုပ်ငန်းတွင်လည်းအသုံးပြုနိုင်သည်။ဒီတော့ဘယ်လိုအသုံးပြုမလဲ။အောက်ပါအတိုင်းအသုံးပြုပါ။၁ ပထမဦးစွာမိမိကိုယ်ကိုမိမိအကြီးကျယ်ဆုံး ပြိုင်ဘက် နေရာမှာအစားတို့ဝင်ရောက်ကြည့်လိုက်ပါနှစ်ထို့နောက်အဆိုပါစိတ်ကူးတဲ့တွင် ပြိုင်ဘက်ကိုကြော်တက်နိုင်ရန်မိတ်ဆွေဘာလို့မှလဲဆိုဒီကို စိတ်ကူးစဉ်းစားပါမိတ်ဆွေဒီမိတ်ဆွေဤပြိုင်ဘက်ဖြစ်နေလျင် ပြိုင်ဘက်ကိုကြော်တက်နိုင်ရေးအတွက် မိမိလုပ်ငန်း၏အားနည်းချက်အလုံးကိုစည်ရင်ချရေးပါရင်းစည်ရင်တွင် အောက်ပါ အချက်များ ပါဝင်ရမည်ကာကြီးမိမိ၏ပြိုင်ဘက်ကမိမိအပေါ်အားသာချက်ယူနိုင်သည်မိမိ၏လုပ်ငန်းဆိုင်ရာ အားနည်းချက်အလုံးခါဝေးမိမိ၏ပြိုင်ဘက်ကမိမိထက်သာအောင် မိမိဤရှေ့သို့အမြဲတမ်းရောက်နေအောင် လုပ်နိုင်သည့်အလားအလာအလုံး၃တို့နောက်အဆိုပါစီရင်ကိုလမ်းညွန်လက်ဆွဲပြုလျက်စီရင်မှာအားနည်းချက်အလုံးကို အမြန်ဆုံးပြုပြင်ပါမိမိက ပြိုင်ဘက်ထက်လက်ဦးအောင် ပြုပြင်ပါခုချက်ချင်းပြုပြင်ပါရင်တို့ပြုပြင်ရာတွင် လုပ်ငန်းတိုင်းသည် စိတ်သေးကစိတ်မှန်ဖြင့်ပုံဖော်ထားသော ပြိုင်ဘက်တာဝန်ကိုစေကူအကောင်းဆုံးပုဂ္ဂိုလ်အားသာပေးသင့်သည်ထိုစေကူအကောင်းဆုံးစိတ်မှန်ပြိုင်ဘက်သည်အုတ်ချုပ်ရေးအဖွဲ့သို့မကြမကြာအစီရင်ခံစာတင်သွင်းသင့်သည်ထိုအစီရင်ခံစာကိုကျွန်တော်သာကျွန်တော်တို့၏ပြိုင်ဘက်ဖြစ်ခဲ့လျင်ကျွန်တော်တို့ထက်ကျွန်တော် ပိုတာနေအောင်လှောက်ဆောင်မြည်နီလန်းဟူ၍ကောင်းစဉ်တတ်တဲ့နီမိတ်ဆွေအကြီးကျယ်ဆုံးပြိုင်ဘက်ကမိတ်ဆွေရှေ့သို့ ရောက်နေအောင်လှောက်ဆောင်နိုင်သည့်လောက်ရမှန်သမျှကို ထိုအစီရင်ခံစာတွင်ဖော်ပြရမည်မိတ်ဆွေစိတ်ကူးအကောင်းဆုံးစိတ်မှန်ပြိုင်ဘက်သည် ဣစာအုပ်အခန်း73ပါအံဘွယ်မေကွန်60တခုကိုကျင်ညက်စွာ လေးလာထားပြီးသူဖြစ်ရမည်ဤခံပါမှန်းဆပုံဖော်နည်းဖြင့်စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်းကိုကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးဝေါ်တာခရိုင်စလာဤစကားဖြင့်ပြောရလျင် စီးပွားရေးလုပ်ငန်းကို စိတ်မှန်းအင်ဂျင်နီယာနီလန်ဖြင့်ဆောင်ရွက်ခြင်းဟူ၍ခေါ်ဆိုနိုင်၏ မိမိကိုယ်ကိုစိတ်မှန်ပြိုင်ဘက်လှုပ်ကြည့်ခြင်းသည်အလွန်အကျိုးရှိသောနိလန့်ဖြစ်သည် စိတ်ကူးကိုနှိုးဆွ်ဖော်ဆောင်ပေးသော လုပ်ငန်းဖြစ်သောကြောင့်မိမိ၏ပြိုင်ဘက်ကို အမြဲတမ်းကြော်တက်ပြီး ပြိုင်ဘက်၏ရှေ့သို့အမြဲတမ်းရောက်နေစေနိုင်သောစိတ်ကူးမိဘွားကိုပေါ်ထုတ်ပေးလိမ့်မည်။ဤနည်းသည်လည်းအမြန်ဆုံးတထေးဖြစ်စေသောဤတနည်းပင်ဖြစ်၏။ မင်္ဂလာပါခင်ဗျာဆ ्याम မောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နီးအခန်း64ပုံရွေးကောင်းအောင်တိုးတက်ပြုပြင်ပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်လူဘဝလဲပြိုင်ပွဲပဲစီးပွားရေးလုပ်ငန်းလဲပြိုင်ပွဲပဲပြိုင်ပွဲတွင်သူများထက်ကိုကပိုတာမှကိုအနိုင်ရမည် ို့ကြောင့်သူများထက်ပိုတာအောင်ကြိုးစားပါသူများအတိုင်းလုံနေသမျှသူများထက်ပို၍မတာသမျှဘသူမှကြီးကြီးကျယ်ကျယ်မအောင်မြင်နိုင် မချမ်းသာနိုင်စီးပွားရေးလုပ်ငန်းတိုင်းဒီမိမိတို့၏ကုန်ပစ္စည်းကို ပိုကောင်းအောင်အမြဲတမ်းတိုးတက်ပြုပြင်နေကြသည်ဝေဆောင်မှုကို ပိုကောင်းအောင် အမြဲတမ်းတိုးတက်ပြုပြင်နေကြသည် ရင်းတော့မဟုတ်ရင်စီဝါပြုတ်ပြီးဒေဝါလီခံရလိမ့်မည်သို့သောကုမ္ပဏီတစ်ခုသည်မိမိ၏ကုန်ပစ္စည်းမိမိ၏ဝန်ဆောင်မှုနှင့်မိမိ၏လုံဆောင်ချက်များကိုတစ်ကြိမ်တစ်ခါတည်းတိုးတက်ပြုပြင်ယုံနှင့် မပြီးသေးမလုံလောက်သေးအမြဲမပြတ်တိုးတက် ပြုပြင်နေရမည်တိုးတက်ပြုပြင်ပါ မပြုတ်ပြင်းလင်းဘေးကိုဖယ်နေပါတို့မဟုတ်အပြင်ကိုထွက်သွားပါအီဆိုဒီတိုးတက်ကြီးပွားရေးအတွက်လက်သုံးဩဝါဒဖြစ်သည်လမ်းညွန်ဥပရိသဖြစ်သည်အောင်မြင်ကြီးပွားရေးအတွက်အဓိကလိုအပ်ချက်၃ရပ်မှာ၁ပို၍ကောင်းလာအောင်တိုးတက်ပြုမြမှာ၂ နှစ်ပို၍ကောင်းလာအောင်တိုးတက်ပြုပြင်ပါသုံးပို၍ကောင်းလာအောင်တိုးတက်ပြုပြင်ပါဟူ၏ဤလမ်းညွန်ချက်သည်စီးပွားရေးလုပ်ငန်းများနှင့်သာသက်ဆိုင်သည်မဟုတ်လုပ်ငန်းအလုံးနှင့်သက်ဆိုင်၏အိမ်ကျောင်းအဖွဲ့အစည်းအလုံးနှင့်သက်ဆိုင်၏ အစဉ်တစိုက်တိုးတက်ပြုပြင်နေရမည်ပို၍ကောင်းလာအောင်အစဉ်တစိုက်လုပ်နေရမည်ပို၍ကောင်းလာအောင်ပို၍တိုးတက်လာအောင်စိတ်ကူးထုတ်ရမည်စီမံကိန်းချရမည်အကြံကောင်းဉာဏ်ကောင်းရှာရမည်ထို့နောက်လက်တွေ့အကောင်အထွေဖော်ရမည်အစဉ်တစိုက်စ조사လောက်ကင်နေရမည်ပို၍ပို၍조사လောက်ကင်ပါ ဤစကားမှာဘီလီယန်နာတထေးကြီးဂျေပေါ်ဂက်တီဤကြီးပွားရေးဩဝါဒစကားဖြစ်၏ဒီတော့ဘလို့စ조사မည်နီအောက်ပါအတိုင်း조사ပါတစင်စာတွေးတော်ပါနှစ်ရေကူးမှတ်သားပါသုံးထုတ်ဖော်ပြောဆိုပါ4 ဤနည်းဖြင့်1တိုးတက်ပြုပြင်ပါ2တိုးတက်ပြုပြင်ပါ3တိုးတက်ပြုပြင်ပါဒီလိုမှမလုံနိုင်ရင်ပိုကောင်းလာအောင်တိုးတက်မပြုပြင်နိုင်ရင်မိတ်ဆွေကိုဘသူမှအတုံးချခြင်းမီမဟုတ်မိတ်ဆွေကိုဘသူမှ အလိုရှိတော့မီမဟုတ် တွတ်တက်ပြုပြင်နိုင်သူကိုသာလူတိုင်းကလိုလားကြလိမ့်မည်လုပ်ငန်းတိုင်းကကြိုးဆိုကြလိမ့်မည်တွတ်တက်ပြုပြင်နိုင်သူသာလျှင်နေရာတကာတွင်စမ်းပွင့်လိမ့်မည်ထင်ပေါ်ကြော်ကြားလိမ့်မည်ထို့ကြောင့်ပို၍ကောင်းလာအောင်တတိုးတက်ပြုပြင်ပါနှစ်တိုးတက်ပြုပြင်ပါသုံး ိုးတက်ပြုပြင်ပါမင်္ဂလာပါခင်ဗျာဆ ्याम ောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နီးအခန်း65ရှေးတို့သာမြန်မြန်လှမ်းပါအခန်းကိုတင်ဆက်ပေးလိုက်ပါလူများစုကြီးသည်အတိတ်ကဖြစ်ပျက်ခဲ့သောအခြေအနေအတိုင်းသာတဘွားလုံးနေထိုင်ကြသည သူတို့ဤဘဝသည် အတိတ်ကာလဤဖြစ်စဉ်တစ်ခုသာ ဖြစ်သည် သူတို့သည်အချိန်နေဤသားကောင်များသာဖြစ်ကြသည်မိမိတို့ဤဘဝကို တိုးတက်အောင် ပြုပြင် ပြောင်းလဲရန် အာမထုတ်ကြအမှန်ဆိုသောယင်းတို့မဖြစ်သင့်ဟယ်ရီအီမာဆင်ဖော်ဒစ်ပြောသည်လို့ လူဘဝသည် မျိုးရိုးစင်ဆက်နှင့်ပဝန်းကျင်က ပုံဖော်သည့်အတိုင်းမဖြစ်သင်ကျွန်ုပ်တို့၏ဘဝကို ကျွန်ုပ်တို့အလိုကျသာပုံဖော်သင်၏မိတ်ဆွေ၏ပြစ္ဆုတ်ပံဘဝနှင့်အနာဂတ်ဘဝကိုမျိုးရိုးစင်ဆက်နှင့်ပဝန်းကျင်က ချုပ်ကန်ရန်မလိုအပ်ဖြစ်ပေါ်လာသော အခြေအနေအတိုင်းအလိုက်သင့်နေထိုင်မိအစား အခြေအနေကိုမိမိဘာသာဖန်တီးသင့်သည်မိမိကိုယ်ကိုမိမိချုပ်ကင်ပြီးမိမိဘဝကိုမိမိဤဆန္ဒအတိုင်းသာ ပုံသွင်းသင့်သည်နောင်တစိတ်ဖြင့်နောက်ပြန်လှဲ့ကြည့်နေသူသည်ရှေ့သို့မြန်မြန်ဘယ်တော့မှ မလှမ်းနိုင်ထို့ကြောင့်နောက်ကိုတမင်းလေပြန်ပြန်ကြည့်မနေပါနဲ့ အတိတ်ကာလသည်နောက်မှကြံရစ်ခဲ့ပြီးကုံလွန်ပျောက်ွယ်သွားခဲ့ပြီးအရှိန်အဟုန်ဖြင့်ရှေ့သို့သာမြန်မြန်လှမ်းပါ ရှေ့သို့မြန်မြန်လှမ်းလျင်အတိတ်ကဖြစ်ရများနှင့်အမားများသည်နောက်တွင်ကြံရစ်ကြလိမ့်မည်ဘဝရည်မှန်းချက်ပန်းတိုင်တို့ ခြိတက်ခြင်းသည်တောင်ထိပ်တို့တက်ခြင်းနှင့် အလားတူ၏ အမြင့်တို့ရောက်လာလေလေအောက်မှာကြံရစ်သောရှုံမြောင်ကဘာသည်နတ်ဆောက်လာလေလေဖြစ်သည် အတိတ်ကာလသည်ဝေးလံသောရှုံမြောင်ကဘာသောဤအမှောင်ရိပ်သည်တွင်ပျောက်ွယ်သွားပြီးမြင့်မားသောရှေ့ခရီးလန်းသည်အမြင့်ဆုံးအထွတ်ပေါ်တွင်နေရောင်ဖြင့်လင်းထိန်ဖြောင့်မြူးနေလိမ့်မည် ထိုအမြင့်ဆုံးအထွတ်ဒီပင်မိမိဤပန်းတိုင်ဖြစ်၏ထို့ကြောင့်အတိတ်ကာလဤအမောင်တို့တဲသို့နောက်ပြန်လှဲ့ကြည့်မနေပါနဲ့အမောင်တို့ကို နောက်တွင် ထားခဲ့ပြီးအလင်းရောင်ရှိသောပန်းတိုင်တို့သာအချိန်အဟုန်ဖြင့်ခြိတတ်ပါနောင်သားစိတ်ဖြင့်နောက်သို့လှဲ့ကြည့်နေလျင် ရှေ့သို့အချိန်အဟုန်ဖြင့်ဘယ်တော့မှမချီတက်နိုင်ထို့ကြောင့်နောက်သို့လှဲ့ကြည့်မနေပါနှင့်ရှေ့သို့သာမြန်မြန်လှမ်းပါ